တင်ဆက်ပေးပါမယ်။ကျမကားတော့များကိုထပ်ပါတင်ဆက်ပေးခြင်းနဲ့သင်ရန်ကြောင်းများတွေကတော့ကဘာရွှေစေးတရက်အထက်ဒေါ်လာ60နီးပါးကျဆင်း၍ယူရင်းစေးပါကျလာဆိုတဲ့သတင်းရဂုံတို့အာရှနိုင်ဥရောပဖျားမှုဧည့်သည်၃၀၀ကျော်လာရောက်ပြုံညောဆိုတဲ့သတင်း ဟာငွေကြေးထောက်ပံ့ထားသောစိမ့်လမ်းမြန်မာစီမံကိန်းစတင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံအနေနဲ့အီရန်နျူကလ িয়ার ဆက်ယုံနေရာများ၌ထိခိုက်ပျက်စီးမှုအလွန်များပြားနိုင်သည်ဟုကုလနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့အကဲဖြတ်ခန့်မှန်းဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတဲ့ က်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာရွှေဈေးတရက်ထဲဒေါ်လာ60နီးပါးကျဆင်း၍ပြည်တွင်းဈေးပါလိုက်ပါကျလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတကာရေးတွေချောင်းကမ္ဘာရွှေစေးရမန်လေးကတရက်ထဲတောင်းဆောင်ကိုအမေရိကန်ဒေါ်လာ60နီးပါးကျဆင်းလာပြီးပြည်တွင်းရွှေစေးပါးလိုက်ပါကျဆင်းလာတဲ့လို့ဈေးကွက်ထဲကသိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်အကြားအပြစ်အခက်ရစဲရေးသဘောတူညီချက်ရပြီလို့ကြေညာပြီးနောက်ဂျွန်လ24ရက်မနက်ပိုင်းမှာကမ္ဘာရွှေစေးနှုန်းတွေကျဆင်းလာတဲ့လို့ဈေးကွက်ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒီကနေ့မှလည်းကမ္ဘာရွှေတောင်စာကိုအမေရိကန်ဒေါ်လာ3330ဒေါ်လာအထိနဲ့အနည်းငယ်ပြန်သက်လာပေမဲ့ယမန်နေ့မနက်ပိုင်းနဲ့နိုင်ရှင်ဘာကဆက်လက်ကျဆင်းနေစေဖြစ်တယ်လို့သိရအောင်ပါထိတ်ကမ္ဘာရွှေဈေးကျဆင်းနေတာအပြင်ပြည်တွင်းငွေလဲနှုန်းလဲကျဆင်းနေတာကြောင့်ရွှေဈေးနှုန်းထွေပါ လိုက်ပါကျဆင်းလာတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသိဥက္ကဋ္ဌဦးမျိုးမြင့်ကရန်ကုန်မီဒီယာခရုကိုခုလိုပဲပြောပါတယ် ီစေကကြားနေတဲ့သူကြီးကဘာစီလဲကြားတယ်ဒီရင်းစီလဲကြားပါဒီဒေါ်လာစေးတက်ကြတယ်အကုန်လုံးအကျပဲလိုင်းတောက်ပါပါရှိစားရွှေဈေးကွာလာလာနဲ့ပတ်သက်လို့ဦးမျိုးမြင့်ကအခုလိုဆက်ပြောပြထားပါသေး။အဲဈေးကအေးသွားမဲ့သဘောရှိတဲ့ပုံစံကြမ်းဆိုတော့ ဒါတထုရွှေရည်ညွန်စေးတမတ်ရေးကော်မတီရဲ့ဒီကနေ့မနက်ပိုင်းရွှေရည်ညွန်စေးကားထော်တချက်သားကို58သိန်း9000ကျပ်အထိဈေးနှုန်းရှိနေပါထိမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးတွေထုတ်ရောင်းပေးနေတာကြောင့်ပြင်ပငွေလဲနှုန်းအမေရိကန်ဒေါ်လာကို4530ကျပ်နဲ့ဈေးချဆင်းနေတယ်လို့သိရပါထိ ရွှေပြင်းပဈေးကွက်မှာတော့အကောက်ရွှေတစ်ချပ်တောင်းကို89သိန်း9000အထိရှိလာပြီးယမန်လီနဲ့နိုင်ရှင်ဘာကတသိန်းနီးပါးအထိဈေးနှုန်းကျဆင်းလာတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရွှေရကုံတို့အာရှနေဥရောပဖျားဖို့ဧည့်သည်3000ကျော်လာရောက်ဖူးမြော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေရကုံစေတီတော်မြတ်ကြီးကိုအခုနှစ်၅လသားကာလအတွင်းမှာပြည်ပနိုင်ငံတွေဖြစ်တဲ့အာရှနယ်ဥရောပခရီးသွားဧည့်သည်၃ပေါင်းကျော်လာရောက်ဖူးမြော်ခဲ့တယ်လို့ရွှေရကုံစေတီတော်မြတ်ကြီးဗန္နာတော်ထိန်ခေါ်ဘက်ကအဖွဲ့ကနေသိရပါတယ်။ အဆိုပါပြည်ပခရီးသွားအဲ့တဲ့လာရောက်မှုအနေနဲ့ဇန်နဝါရီလမှာ8000ကျော်ဖေဖော်ဝါရီလနဲ့မတ်လမှာ9000ကျော်စီဧပြီလမှာ4000ကျော်နဲ့မေလမှာ9000ကျော်စုစုပေါင်း9လအတွင်း3000ကျော်ရှိခဲ့တယ်လို့ဆိုပါအထင် ပြပခဲဤတော်ဧတဲ့တွေအထူးကလာရောက်ကြတဲ့နိုင်ငံတွေကတော့ထိုင်းဗီယက်နမ်လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကအများဆုံးလာရောက်ကြတာဖြစ်ပြီးရွှေကုန်းစေတီတော်မြတ်ကြီးကိုပြည်တွင်းပြပကလာရောက်ဖူးမြော်ကြတဲ့ခဲဤတော်ဧတဲ့တွေအတွက်အရင်နှစ်တွေကဖူးမြော်တဲ့အချိန်အနည်းငယ်ကန့်တတ်ထားခဲ့တာပါလက်ရှိမှာတော့မနက်၄နာရီကနေည10နာရီအထိဖူးမြော်ခွင့်ပြုထားတာဖြစ်ပြီးပြည်တွင်းခဲဤတော်ဧတဲ့ဝင်ရောက်မှုကတော့၃တန်းကျော်ရှိတယ်လို့လည်း သိရပါတယ်ရှင်ဆက်လက်ပြီး EU မှငွေကြေးထောက်ပံ့ထားသောစိမ့်လမ်းမြမစီမံကိန်းစတင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဥရောပသမဂ္ဂ EU မှငွေကြေးထောက်ပံ့ထားတဲ့မြန်မာနိုင်ငံရှိတရိတ်ဆန်အစားတန်ဖိုးခွင့်ဆက်ဆိုင်ရာစီးပွားရေးဆက်ဝန်ကိုအားကောင်းလာစေရေးစိမ့်လန်းမြန်မာစီမံကိန်းကိုစတင်အကောင့်ထဲပေါ်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဆွတ်အေရှာဒေတာအတွင် အစီအစဉ်အောက်မှစီမံကိန်းအတစ်တခုဖြစ်တဲ့စိမ့်လန်းမြမစီမံကိန်းကိုယခုလတတိယအပတ်ကစတင်မိတ်ဆက်လိုက်တာဖြစ်ပါတဲ့အဆိုပါစီမံကိန်းမှာတဆင်ပြိဿံအစာထုတ်လုပ်ရေးလုပ်ငန်းများမှပါဝင်ထိတ်အသေးစားစီးပွားရေးလုပ်ငန်းများအားစီးပွားရေးဆောင်ဝန်ဆိုင်ရာစံနှုန်းများနဲ့ကောင်းမွန်သောလုပ်ငန်းကျင့်သုံးမှုများကိုအသုံးပြုနိုင်ရေးအတွက်ပံ့ပိုးထောက်ပံ့သွားမှာဖြစ်ပါတဲ့ ယခုစီမံကိန်းဟာလုပ်ငန်းများအားတန်ရှင်းသောဤပညာများနဲ့ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုများကျင့်သုံးနိုင်စေဖို့ကူညီပေးတဲ့အပြင်သုံးဆွဲသူများအနေနဲ့လည်းမိမိတို့ရဲ့နေစဉ်ဘဝအတွင်းတာဝန်ယူမှုရှိတဲ့ရွေးချယ်မှုများနဲ့လူနေမှုဘဝများကိုကင်တွယ်ဆောင်ရွက်နိုင်ဖို့ကူညီပေးတဲ့စမ်းသပ် project များကိုငွေကြေးထောက်ပံ့ပေးတဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ အီရန်နျူကလ িয়ার ဆက်ယုံနေရာများ၌ထိခိုက်ပျက်စီးမှုအလွန်များပြားနိုင်သည်ဟုကုလနျူကလ িয়ার ဆောက်ကြီးအဖွဲ့အကဲဖြတ်ခန့်မှန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရန်ရဲ့ဖော်ဒိုနျူကလ িয়ার ဆက်ယုံနေရာထွေမှပေါက်ကွဲစေနိုင်သောပစ္စည်းများပြားနှင့်တုံခေါမှုထမ်းမခံနိုင်သောယူရေနီယံထုတ်လုပ်ရေးဆက်သလက်များကြောင့်မြေအောက်ပိုင်းမှပျက်စီးမှုအလွန်များပြားနိုင်တယ်လို့ကုလသမဂ္ဂနျူကလ িয়ার ဆောက်ကြီးအဖွဲ့ကတင်လာနေမှာကြေညာလိုက်ပါတယ်။ ဖော်ထုမှာကျွမ်းပေါက်တွေဖြစ်နေတာဟာမြေကြီးဖောက်နိုင်တဲ့ကြည်လက်နက်တွေကြောင့်ဆိုတာကိုညွှန်ပြနေတယ်လို့နိုင်ငံတကာနျူကလ িয়ার စွမ်းအင်အေဂျင်စီ IAEA ညွှန်ကြားရေးမှူးချုပ် Rafi Grossi ကဖော်ပြထားပါတယ်ဖော်ထုတ်မြေအောင်ထိခိုက်ပျက်စီးမှုကို အခုအချိန်မှာ IAEA အပါဝင်ဘဒူကားမှပြည်အဝအခဲမဖြတ်နိုင်သေးဘူးလို့ Grossi ကပြောပါတယ် အစပါဟန်ယူကရီးယားစက်ရုံနေရာမှာဆိုရင် အခြားအဆောက်အုံများလည်းထိခိုက်ထားသလိုယူရေနီယံပြောင်းလဲထုတ်လုပ်ရေးနယ်ဆက်ဆက်သားတွေလည်းပါဝင်နေပါသေး။ဒါအပြင်တပ်စင်ထုတ်လုပ်ထားရာပစ္စည်းများတိုးလောင်းတဲ့လှိုင်းကောင်းဝင်ပေါက်တွေလည်းထိမှန်ထားပါသေး နောက်တန်းထုတ်လုပ်ရေးစက်ယုံနေရာမှာ Fluence Enrichment Plan စက်ယုံဆိုရင်မြေကြီးဖောက်ကြီးလက်နက်တွေ ထိမှန်ခဲ့ပါထိနေရာအလုံးမှာသက်ရောက်ကြီးပမာဏမြင့်တက်ခြင်းမရှိဘူးလို့ Iran က IAEA ထံတင်ပြထားပါထိ IAEA အကြီးအကဲကတန်တမန်ရေးရာအတွက်လမ်းကြောင်းရှိသေးချောင်းမဟုတ်ရင်ပျက်စီးမှုကမထင်မှတ်လောက်တဲ့အခြေအနေရောက်သွားနိုင်ချောင်းပြောတော့ပါထိလို့သိရပါထဲရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြည့်ရှုအားပေးခဲ့သောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့မြန်မိုးထပ်ပါ။